Join, join is it is well. Is he leaving? It is well. Devil! Reverence being gone for this gentleman. Have your peace. In Jesus' name. My suru, Menglava. Did it, Jay No. The choke, Daddy Media. အဖေနဲ့အမေဆော့ဆော့ဆစ်ဆစ်ဆုံးသွားကြတယ်။အဲ့တော့ကြီးတော့ကြီးပြင်းလာတယ်။ဒါပေမဲ့မိဘတွေရဲ့ဆုံးမတုံ့တင်မှုကိုကောင်းကောင်းမခံရတဲ့အခါမှာနော်မမယဉ်ကျေးဘူးစမ်းတမ်းတယ်အပြောဆိုးတယ်အပေါက်ဆိုးတယ်နော်အင်မတန်စမ်းစမ်းတမ်းတမ်းကြီးပြင်းလာတယ်မိဘမဲ့တွေလည်းရှိတာဖြစ်ပါတယ်။ဒါကြောင့်ဒီမင်းနဲ့ကျွန်တော် post ထဲမှာမိဘမဲ့ဖြစ်လို့ရှိရင်မဟုတ်ဆုံးမဖြစ်လို့ရှိရင် ယေရှုခရစ်တော်ကအကောင်းဆုံးမိတ်ဆွေဖြစ်တယ်လို့ကျွန်တော်ပြောတာဖြစ်တယ်။တိုးတော်လည်းတချို့ကမိပါမဲ့ဖြစ်လိုက်တဲ့အခါမှာကိုယ့်ကိုဆုံးမတုံ့တင်တယ်လို့မရှိယေရှုကဘယ်မှာရှိမှလည်းမသိကိုယ့်ကိုဆုံးမတဲ့လို့ကောင်းမှာမရှိတဲ့အခါကြမ်းကြမ်းတမ်းတမ်းနဲ့ကြီးပြင်းလာပြီးမှရိုင်းရိုင်းဆိုင်ဆိုင်တာတမင်းတွေဖြစ်လာတတ်တာဖြစ်ပါတယ်။ဒီနေ့မှာတော့ငငယ်ရွယ်နဲ့မိပါမဲ့ဖြစ်ပြီးမှနော်ကောင်းမှုစွာတုန်တင်ခြင်းမခံရတဲ့တာသမီတွေဘလို့ပြောဆိုတယ်လဲဆိုတာ ကြည့်ပြီးမှဗဟုသုတယူဆမှာဖြစ်ပါတယ်။ My name is Teresa Magena from Zimbabwe. တမနာမည်တမကဇင်ဘာဘွေနိုင်ငံကလာတာ grew up in a stressful family you grew up as a stressful family နေဟာတဲ့စိတ်မငြိမ်းမချမ်းမိသားစုထဲမှာကြီးပြင်းလာတာဖြစ်ပါတယ်တဲ့ I grew up with no father, no mother. I grew up with no father, no mother. ကျမကအဖေမရှိအမေမရှိပဲကြီးပြင်းလာတာပါ They died when I was young and They died when I was young မိဘနှပါဟာကျမငငယ်ကလေးကဆုံးသွားပါပြီ Grew up in different people's hands ကျမတို့က <laughs> လူအမျိုးမျိုးရဲ့လက်ထဲမှာကြီးပြင်းလာခဲ့တာဖြစ်ပါတယ်ဆိုတော့တယောက်ထဲလက်နဲ့ကြီးပြင်းလာတာမဟုတ်ပဲဟိုတယောက်လက်ထဲရောက်ဒီတယောက်လက်ထဲရောက်အဲ့လိုနဲ့ကြီးပြင်းလာတာဖြစ်ပါတယ် they look to you people three of you outside လူတွေကနင်တို့ကိုအိမ်ခန်းထဲမှာမအိမ်ခန်းပဲနဲ့အိမ်ခန်းရဲ့အပြင်ဘက်မှာအိမ်ခန်းတယ်လို့ပြောပါတယ် it's very true men of god ငိုမဲမဲနဲ့ပြောတာကဘုရားတခင်လူ အလွန်မှန်ပါတယ်တဲ့ဆိုတော့ဘုရားတခင်လူက မြင်တော်သူဖြစ်တယ်ပရိုဖက်လို့ခေါ်တယ်အဖက်ကအာဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး9အငယ်9မှာပရိုဖက်ဆိုတာမြင်တော်သူဖြစ်တယ်အဖက်ဝါရခန်းကြီး၄အငယ်37မှာယေရှုခရစ်တော်ဟာလူတချို့ကိုမြင်တော်သူပရိုဖက်ရာ၌ယွင်းတော်ပြီးမှဆက်လွတ်တာဖြစ်တယ်ပရိုဖက်ဘယ်လိုဆက်ပြောမလဲနားထောင်ကြည့်ရအောင် I grew up a stressful life and I grew up stressful life စိတ်မတာဘူးစိတ်ဖြစ်စမှုနဲ့ကြီးပြင်းလာခဲ့တော့တို့ဖြစ်ပါတယ် Remember very well at 5 my mom passed away and it ကျမတတိယရတယ်ကျမ9နှစ်တမီးရွယ်မှာအမေဆုံးသွားတာဖြစ်တယ် three of us me my sister and my brother ကျမမှာကျမရောကျမရဲ့ညီမရောကျမရဲ့ အကိုရော၃ယောက်ရှိပါတယ် remaining and then my grandmom came to take us and uh we went to stay with her and then အဲ့တော့အဖေမဲဆုံးသွားတော့အဖွားကလာခေါ်တယ်အဲ့ဒါနဲ့အဖွားအိမ်မှာနေပါတယ် Uh, while we were staying with her my auntie came and took the three of us so my sister so တော့အဲ့ဒါအဖွားအိမ်မှာနေတာပြင်မကြသေးဘူးအဖွားရဲ့တမီးကနော်အတော်ပေါ့နော်အဖွားရဲ့တမီးကကျမတို့ကိုခေါ်သွားပါတယ် elder sister used to bed wet. So so uh uh elder sister အခုနကညီမမဟုတ်ဘူးခုနကအမအမကအမေတန်းလိုလိုအဲ့ရမှာတိတ်ပေါက်ထဲပါတယ် uh one day uh because my um my auntie's children they used to call her all sorts of name because she ဒီမှာအမကအဲ့ရမှာတိတ်ပေါက်ထဲတဲ့အတွက်အတော်ရဲ့သမီးတွေက အမျိုးမျိုးနာမည်တပ်ပြီးမှကျမအမကိုပြောပါတယ် so at this uh on this other day uh they chased her out of the house so အဲ့လိုမကြမကြတိပေါထဲတဲ့ခါကြတော့အာအတော်ရဲ့တမီးတွေကကျမအမကိုအိမ်အိမ်ခန်းထဲမှာမအိမ်ခန်းပဲအပြင်မှာအိမ်ခန်းပါတယ် me and my brother we were like we are going to sleep outside with အဲ့တော့ကျမအမကအပြင်နင်ထုတ်ခိုင်းတော့ကျမအကူနဲ့ကျမလည်းပဲအပြင်မှာအမချင်းနဲ့အတူတွေ့ရပါတယ် because we cannot let our sister sleep alone ဘာဖြစ်လို့လဲဆိုတော့အပြင်မှာအမတယောက်တည်းကိုအိတ်ခိုင်းတာ ကျမတို့စိတ်မချမ်းသာဘူး was you were locked outside အဲ့ဒါကြောင့်ခုနငါနင်းကို prophet ပြုတယ်မဟုတ်ဘူးလားနင်တို့ကအပြင်မှာအိတ်ချင်းအပြင်မှာနင်ထုတ်ချင်းခံရတယ်ဆိုတာအဲ့ဒါပါပဲ true male of God. And then later, Prophet ပြောတာမှန်ပါတယ်။ My grandmom after she realized that my aunt wasn't treating us right, she came and and uh, fetched us and then we went to live with ဆိုတော့အဲ့ဒါအဖွားကတိသွားတဲ့ခါကျတော့တခါအဖွားလာခေါ်တဲ့အတွက်ကျမတို့ကအတော်အိမ်မှာမနေပဲအဖွားအိမ်မှာပြန်သွားနေပါတယ် I'm just started quarreling you started casting what you didn't speak was not in your mouth. ဆိုတော့ ပရိုဖက်ကပြောတာကနင်းအဲ့ဒီအရွယ်ကလေးကစားပြီးအယံကိုကျိန်တာဆဲတာအယံတန်တယ်နင်းမကျိန်မဆဲတဲ့စကလုံးကမရှိတလို့ရှားတယ်လို့ပရိုဖက်ကပြောပါတယ် The little girl can you do all that can you cast like that အဲကလေးမလေးရဲ့နိယငငငလေးနဲ့အဲ့လောက်ကြီးအကျိန်တန်သလားအဲ့လောက်ကြီးအဆဲတန်လားချေလားလို့ပြောချင်းခါရပါတယ် At some point I developed some uh, skin sores အဲ့တော့ကျမတတိရတယ်ကျမငငတုံးက ကျမအရေးပြားမှာပြဿနာရှိတယ် my my other aunt who is uh, the younger sister to my mom used to bat me and i ဆိုတော့အဲ့ဒီကျမကိုလာခေါ်တော့တဲ့အတော်အဲ့ဒါအမေရဲ့ညီမဟုတ်တယ်အမေကကျမကိုအမြဲတမ်းလိုရေချိုးပေးအဲ့ဒီအတော်ဒေါ်လေးကကျမကို မကြာခဏရေချိုးပေးပါတယ် feel like she's putting in a lot of effort when she ဒါပေမဲ့ အဲ့ဒီအတော်လေးကကျမကိုရေချိုးပြီးမှဂျီတွန်းပေးတဲ့အခါမှာလူတာထက်အားကိုတုံးပါတယ်အဲ့ဒါကြောင့်ကျမကငငယ်ရွယ်နဲ့အတော်ကိုချိန်ဆပါတယ်အဲ့ဒါကြောင့်အတော်တွေကကျမတို့ကိုပြောတယ်နင်တို့တွေကမကောင်းဆိုးရတွေပဲ you people are evil ဘာကြောင့်ဒီလိုဖြစ်တာလဲ ိဘနှစ်ပါးဆုံးပါတတ်တဲ့အတွေ့ဆုံးမချင်းမခံရတီတာမက နော်စိတ်မတာတဲ့ဖြစ်စမှုအောက်မှာနေရတဲ့အတွက်လူစုတွေဖြစ်လာတာဖြစ်ပါတယ် confirm that to be true confirm that to be true prophet ပြောချက်ကမှန်ပါတယ် this fatima you cast him နေအဲ့ဒီဝဝတတအမျိုးသားကိုလည်းနေချိန်ခဲ့တယ်လို့ prophet ကပြောပါတယ် god kindly enlighten me on the one who was prophet ရဲ့ကျေးဇူးပြုကျွန်မကိုရှင်းပြပေးပါကျွန်မတတိမရတော့ဘူး thing on a long shot အဲ့ဒီလူကလက်ရှယ်ဝှေးထားတယ်လေ lighted me father lighted me father ကျွန်မကိုနားလည်အောင်ရှင်းပြပေးပါအဲ့ဒီလက်ရှယ်ဝှေးတယ်လို့တမမသိဘူးပုံဆွဲပြတာဖြစ်ပါတယ်လက်ရှယ်ပုံစံကိုဆွဲပြတာဖြစ်ပါတယ်အဲ့ဒီအင်ဂျင်မှာအခွက်ပါတာပြတာဖြစ်တယ်အမျိုးသားတယောက်ခေါ်ပြတယ် where were you at 17 prophet mera ka nin 19 ne tamiya ywe ma nin be ma le lo me ba de 17 man of god i remembered i had my first boyfriend prophet ye jama didi ya bi 19 ne ma jama patthama song yisa u ko ya ba de he used to work at a at a place where they used to wear long sleeved အဲ့ဒီအမျိုးသားကျမရေစာဦးကသူအလွတ်လုပ်တဲ့နေရာမှာသူတို့ကလက်ရှဝူရတာဖြစ်ပါတယ် hurt. And then uh, as we were together, I don't know what happened. For some reason, he just decided to end the relationship. အဲ့ဒီမှာသူနဲ့ချစ်ကြိုက်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီရီစာဦးမှာဘာဖြစ်လဲမသိဘူး။ရီစာဦးကကျမကိုဖျက်ပလိုက်ပါတယ်။ I was so much in love with this guy. အာအဲ့ဒီတော့ကကျမအဲ့ဒီတယောက်ကိုအရန်ချစ်တာ။ And deep down in me I felt hurt. သူကကျမကို ခွဲထားခဲ့တဲ့အခါကျမအထက်မှာအရန်ကိုနာကျင်တာခံစားရပါတယ် I said to myself he will never prosper in life အဲ့ဒီမှာကျမကအဲ့ဒီအမျိုးသားကိုချိန်ဆပါတယ်ဘဝနင့်ဘဝတစ်ခုလုံးမှာဘယ်တော့မှမကောင်းစားစေရဘူးလို့ကျမအဲ့ဒီရည်စားဦးကိုနှလုံးသားထဲကနေချိန်ဆခဲ့ပါတယ် Have you prospered in life? similar to the man that you just showed me the body posture have you prospered in life no အခု prophet ကသူ့ကိုနှစ်ခါတမမဲတယ် have you have you prosper in the life နင်ဘွားမှာနင်ကိုကောင်းစားလို့လားနော်နင်ဘွားမှာနင်ကိုကောင်းစားပြီလားလို့မဲတော့ no မကောင်းစားဘူးတဲ့ဆိုတော့အခု prophet ခေါ်လာတဲ့ဒီအမျိုးသမီးအမျိုးသားဟာတဲ့သူမရဲ့ရေစာဟောင်းနဲ့တူတယ်လို့ တမကဝန်ခံတာဖြစ်ပါတယ်ဆိုတော့ရီးစားကိုကျိန်ဆဲတဲ့အခါတမကိုယ်တိုင်လည်းမကောင်းစားဘူးရီးစားကိုတတက်လို့မကောင်းစားပါစနဲ့လို့ကျိန်ဆဲထားတာသူကျိန်ဆဲတဲ့သူကိုယ်တိုင်ကမကောင်းစားတာဆိုတော့ဒါကြောင့်တမကျန်းစာထဲမှာကိုယ့်ရဲ့ယန္တုကိုမေတ္တာပို့ပါယန္တုကမှုတဲ့အခါလှုပ်ကြွေးပါယန္တုအတွက်ဆုတောင်းပါဒီလိုပဲပြောထားတာကျိန်ဆဲမကျိန်ဆဲရဘူးလို့ပြောထားတယ်ဒါမဲ့လူတွေကဘုရားသခင်အသွါတော်မသိတဲ့အခါ ချိန်ဆတဲ့အခါချိန်ချင်းကဟောဘက်ကိုမရောက်ပဲကိုယ့်ရှိရောက်လာတာဖြစ်ပါတယ် I asked Jesus Christ to forgive me for this အခုတော့တမမားရဲဆိုတာသိပါပြီတဲ့ယေရှုခရစ်တော်ဖျားကျမရဲ့အပြစ်ကိုခွင့်လွှတ်ပေးပါဘဒူးမဆိုမိမိရဲ့အပြစ်ကိုသိရှိနားလည်လာပြီးဘုရားသခင်ရှက်မှာဝင်ချတောင်းပါလို့ရှင်ဘုရားသခင်ကအဲ့ဒီအပြစ်ကိုအလင်းအမြန်လွတ်ပေးတယ်လို့ပြောတာဖြစ်တယ်ဆိုတော့ကျမကိုဝိညာဉ်ကိုလည်းကယ်တင်ပေးပါကောင်းကင်နိုင်ငံဝင်ခွင့်ပေးပါလို့တောင်းဆိုတာဖြစ်ပါတယ် expression of my soul. Stop cursing people. Stop cursing people. လူတွေကိုကျင့်ဆဲတာရပ်နာပါ။မေဆွေတို့ဝိညာဉ်ရေးဗဟုသုတဖြစ်ပါလာပြန်ပေးလိုက်ပါတယ်။ဒါကြောင့်မိဘမဲ့ဖြစ်လာတဲ့အခါမှာတည်တည်ချာချာတွင်တင်ပေးတဲ့သူလိုအပ်တာဖြစ်ပါတယ်။သာဓမီတွေကလည်းနော်မိဘမဲ့ဖြစ်တဲ့သူတွေကလည်းပဲမိဘမဲ့ဖြစ်သွားတဲ့အခါမှာကိုယ်ကိုယ်တကယ်ပဲတွင်တင်လမ်းပြပေးတဲ့ လူကောင်းနဲ့တွေ့ဖို့လိုပါတယ်အဲ့ခါကျမှတုန်တင်ချင်းကောင်းကောင်းမတုန်တင်ချင်းမှကြည်ပြင်းလာမှာဖြစ်တယ်မဟုတ်ဘူးဆိုလို့ချင်းဒီပတ်ဝန်းကျင်အချိန်နဲ့အရဆူဝါတဲ့မိဘမဲ့တွေဖြစ်လာနိုင်ပြီးမှချိန်ချင်းကမိဘမဲ့တဲ့ချိန်ချင်းပေါ်မှာနောက်ထပ်ဆင်းရဲခြင်းကပုံလာနိုင်တာဖြစ်ပါတယ်သို့တော်လည်း professional ကိုအချိန်မီလာတဲ့အခါတမဟာလူမြောက်ပြီးမှကောင်းကြီးခံစားရတာဖြစ်ပါတယ် Father, command the spirit of killing, stealing, destruction, go. Be free in Jesus' holy name. My name is Queen of.